နောက်နံပါတ်ဘယ်လောက်လဲရောက်တော့လဲနံပါတ်6တာကံကိုတခုပြည့်စုံပြည့်ထောင်ပြီအာလောဘတွင်တတ်မဲ့မှုလည်းမရှိဘူးအာဒောတမေတ္တာတက်တယ်လည်းအကောင်းအာလောဘလည်းအကောင်းတယ်အာဒောတလည်းအကောင်းတယ်ဒါပြင်းနဲ့မောဟအတိလိမ္မာဉာဏ်ပညာတော့ဘာမှမရှိဘူးတချို့ပုဂ္ဂိုလ်တွေတိတ်ယူသားကြတယ်ဘသူကိုပဲဖြစ်ဖြစ်ကြွကျင်နေမွေးကျင်နေကြွတယ်မွေးတယ်ဒါပြင်းနဲ့သူ့မှာအတိလိမ္မာဉာဏ်ပညာတော့ရှိသလားမရှိဘူးအဲ့ဒီလိုပုဂ္ဂိုလ်တွေလည်းလောကရှိကြအဲ့ဒီပုံစံနဲ့ အတိလိမ္မာဉာဏ်ပညာမရှိဘူးဆိုတာကယုတ်တိနန္ဒီထွန်းပေါ်သိတဲ့ဉာဏ်အကြောင်းတရားအကျိုးတရားထွန်းပေါ်သိတဲ့ဉာဏ်အကြောင်းတရားနေတဲ့ကတယုတ်နန္ဒီရဲ့အနိစ္စဒုက္ခအနတ္တချက်ကိုထွန်းပေါ်သိတဲ့ဉာဏ်ဒီလိုအစ်မြင့်တဲ့ဉာဏ်လည်းမရှိဘူးအ ਨੇ သောအဖြစ်တော့ကံကံရဲ့အကျိုးကိုတဝင်ယုံကြည်နေတဲ့ကာမတက္ကရာတမာတိတိဆိုတာလည်းမရှိဘူးတနည်းအားဖြင့်တော့ဒါဒီရဲ့ကလေးတွေမှာတော်တော်အဖြစ်များပါတယ်ကလေးတွေဆိုရင်ကိုယ်မိတ်ဆွေချင်းချင်းပေးရကမ်းမှတချို့မနှမျောတဲ့ကလေး ကိုမိစေအပေါင်းအသိဉာဏ်ပေါ်မှာအမတ္တမေတ္တာကြီးမားတဲ့ကလေးတွေရှိကြ။ဒါဖြင့်လေဒီကလေးဟာဒီလိုပေးတာကန်တာဒီလိုလှူတာတန်းတာသူ့မှာကံကံရဲ့အကျိုးကိုယုံကြည်မှုပေါ်မှာမရှိဘူး။အဲ့ဒီပုံစံပဲ။ဒီလိုဒီလိုပုံစံနဲ့ကံတခုကိုပြုစုပြောထောင်းတော့ကျန်တဲ့လောဘရဲ့ဒေါသရဲ့အာမောဟရဲ့ဒီသုံးခုကအာပြော့နေတယ်။အာပြော့တော့ဘာဖြစ်လဲ။ကံကိုထူထောင်းခဲ့ခြင်းကအလောဘတည်းဓာတ်တည်းမရှိခဲ့တဲ့အတွက်ကြောင့်ဒီဘက်ကဒီကံကအကျိုးပေးရင်လောဘဘယ်တော့မှမကြည့်ဘူး။ ။ဘာပစ္စည်းဝတ္ထုတက်ရှိတတ်မဲ့ကာမဝတ္ထုအဆုစုအပေါ်၌တွဲတက်တတ်မဲ့စိတ်ထားတွေမရှိဘူး။ဒုက္ခတိလကစိတ်ချမ်းချမ်းသာသာနေရတယ်။ဘာဖြစ်လို့လဲ။ကံကိုထူထောင်တဲ့ခဲစဉ်အခါကမေတ္တာတတ်တွေသိအားကောင်းခဲ့။နောက်တစ်ခုကံထူထောင်ခြင်းအချိန်ကတည်းကမောဟတတ်တွေအားကောင်းတယ်။ဉာဏ်ပညာမပါခဲ့ဘူး။မပါခဲ့တဲ့အတွက်ကြောင့်ဒီကံကအကျိုးပေးတော့ဘာဖြစ်လဲ။ဂန္ဓောပဏဟောတိဉာဏ်ပညာထုံအိုင်းတဲ့ပုဂ္ဂိုလ်ထူထဲတဲ့ပုဂ္ဂိုလ်ဖြစ်ရခြင်းနဲ့ပညာမရှိဘူး။